ထားကြွလုံလဖြင့်၎င်းမမင်းမလျော့ခြင်းဖြင့်၎င်းတီလာကိုစောင့်ထင်းခြင်းဖြင့်၎င်းအိန္ဒိယကိုထိမ့်သိမ့်ခြင်းဖြင့်၎င်းပညာရှိသည်ဤလေသာရေရင်မလွန်မွနိုင်သောအရတမေအရတဘူတီဟုသောပြုံးကိုပြုရ၏ဧရဝါဒသာသနာ၌ စိတ်သည်ချိန်သွားဖြစ်၏။ထို့ကြောင့်စိတ်သည်အလွန်အရေးကြီး၏။စိတ်ကိုမထိမကြောင်းပဲသူကြည်လှုပ်ပေးလိုက်လျင်လေ။ကာမဒုက္ခလိကလမ်းစဉ်အရာယုံညံ့၏။အကျိုးမဲ့ကိုဖြစ်စေ၏။စိတ်ကိုအတင်းအဓမ္မထိန်းချုပ်ထားပြန်လျင်လေ။ အတာကီလာမထလမ်းစဉ်အရာစင်ရဲပင်ပန်း၏အကျိုးမဲ့ကိုပင်ဖြစ်စေ၏တို့ကြောင့်စိတ်ကိုမစ္စည်းမပฏิပဒါလမ်းစဉ်အရာသူကြိုက်သလိုလဲဆောင်ရွက်ရန်ခွင့်မပြုအတင်းအဓမ္မလဲမချုပ်ထိန်တို့ရာတွင်ရင်ကြီးလာအောင်တော့ ခင်းရ၏သိဒ္ဓံတန်တံဒုက္ခဝဟံဘူတိနှင့်အညီယင်ကြည်သောစိတ်သည်သာချမ်းသာဟုဆောင်းနိုင်၏သိကိုယင်ကြည်အောင်သုံးမရာတွင်ထမင်းချက်သလိုပင်လောက်ရ၏စိတ်ကဆန်းတရားကဦးတမာတိကရေး ဝရိယကမီတတိကရောက်မှပညာကသမင်းချက်သူဒါနသီလဘာဝနာကကိုခုံလောက်သုံးလုံးဤသို့နှိုင်းရှင်၍မှတ်သားလျင်မှတ်သားရလွယ်၏သမင်းနှမအာရဖြစ်သလိုစိတ်ရင်ကြီးမှချမ်းသာ၏ထို့ကြောင့်စာနှင့်ဒူသောစိတ်ကို ပိုးနှင့်တူသောဗဒာ၌ထေရ၏ထို့နောက်ရေနှင့်တူသောသမာဓိကိုအလောတော်ထေရ၏ဒါနသီလဘာဝနာတိဟုသောကိုခုံလောက်သုံးလုံးပေါ်၌တင်ရ၏မိနှင့်တူသောဝရိယကိုရေနှင့်လိုက်အောင်ထိုးရ၏ကျောင်းမနှင့်တူသောတတိဖြင့် ်မြဲမပြတ်မွေရ၏ချက်သူနှင့်တူသောပညာကနတ်သည်မနတ်သည်ကိုကြည်ရ၏နတ်သောသမင်းသည်သာအာဟာရကိုပြည့်စည်နိုင်သလိုယဉ်ကျေးသောစိတ်သည်သာချမ်းသာကိုဖြစ်စေနိုင်၏စိတ်ကိုယဉ်ကျေးအောင်ဆောင်ရွက်ရာတွင်အိန္ဒိ၅ပါးကို ညီညွတ်အောင်ထားရ၏။အရာနှင့်ပညာကတည်းွဲဝရိယနှင့်သမာဓိကတည်းွဲတတိကမူအာလုံးအပေါ်၌ကြည်ရ၏။တတိဟုသည်အိုသည်မရှိလိုသည်သာရှိ၏။အရာနှင့်ပညာတို့ကအပူအလိုကြည်တတ်၏။ထို့ကြောင့်အပူအလိုမရှိအောင်ဆောင်ရွက်ရ၏။ ထိုတို့ဆောင်ရွက်မှသာစိတ်သည်ယဉ်ကျေးမည်ဖြစ်၏။ဤနေ့၅ပါးကိုမျှအောင်ဆောင်ရွက်ရာတွင် ကိုကျင့်သီလကိုကျူးစင်အောင်ကျေဥစွာစောင့်ထင်းရ၏။ထို့နောက်မှညဉာမက်ခင်အုတ်စုနှင့်သမာတိမက်ခင်အုတ်စုတို့ကိုပွားများရ၏။အကျိန်များစွာပြုရ၏။ ပညာမဲ့ခင်အုပ်စုနှင့်သမာဓိမဲ့ခင်အုပ်စုတို့ွားများပြီးသောအခါအိမ်ဖန်များစွာပြုလုပ်ပြီးသောအခါဘုရင်တရားဆံရာသီလမဲ့ခင်အုပ်စုသည်ခိုင်ခိုင်မာမာပေါ်ပေါက်လာမည်ဖြစ်၏ထိုအခါဒုစရိုက်မှုအလုံးသည်ချုပ်ငြိမ်းသွားမည်ဖြစ်၏ဒုစရိုက်မှုအလုံး ုံငိမ့်သွားပြီးဆိုကြဲကသူ့ရဲ့မှုများနဲ့ပုံညာကရိယာများသူ့ပွားလာမိဖြစ်၏ဤတော်ကိုမစ္စည်းမပฏิပဒါဟုဆို၏ဤလောက၌လူတို့သည်တူဦးသည်အထီးကျန်ဘဝဖြင့်နေကြသည်မဟုတ်အတိုက်အဝန်းနှင့်နေကြသည်ဖြစ်လျာတူဦးနှင့်တူဦး အလွယ်သာမရှောင်သာအချင်းချင်းဆက်ဆံကြရမည်ဖြစ်၏တို့တို့ဆက်ဆံရာတွင်ကိုကာယဖြင့်ဆက်ဆံရသည်လည်းရှိ၏နှုတ်ဖြင့်ဆက်ဆံရသည်လည်းရှိ၏ကိုကာယဖြင့်ဆက်ဆံရာတွင်ကောင်းသည့်သဘောလည်းပါနိုင်၏မကောင်းသည့်သဘောလည်းပါနိုင်၏ကောင်းသည့်သဘောပါလျင် သူစရိုက်ဟုဆိုရ၏မကောင်းသည့်တဘောပါလျှင်သူစရိုက်ဟုဆိုရ၏နှုတ်ဖြင့်ဆက်ဆံရ၌လဲထိုနည်းအတူပင်သူစရိုက်နှင့်သူစရိုက်နှစ်မျိုးကွဲပြားသွားနိုင်၏ယင်းသူစရိုက်နှင့်သူစရိုက်တို့၏အခြေခံကမနောကဖြစ်၏မနောကကောင်းလျင်ကာယကံနှင့်ဝစီကံတို့လည်းကောင်းကြ၏ ညီတို့ကိုသူစရိုက်ဟူ၍လည်းကောင်းပုံညာကရိယာဟူ၍လည်းကောင်းဆိုရ၏မနောကမကောင်းပါကကာယကံနှင့်ဝစီကံတို့လည်းမကောင်းကြညီတို့ကိုလူစရိုက်ဟူ၍ဆိုရ၏လူစရိုက်ကံများလူစရိုက်ကံများပါကဒီလေသာတိဟူသောရေးအလျင်လွှမ်းမိုးပြီးရတဘောတိဟူသော ကျွန်းသည်မပေါ်ပေါက်နိုင်သူစရိုက်ကံများမှတာဒီလေသာတိဟုသော ရေရင်မလွမ်းမိုးနိုင်သဖြင့်ဗရတဘောတိဟုသောကျွန်းကိုထောက်လို့နိုင်ဗရတဘောတိဟုသောကျွန်းကိုထောက်လို့ရာတွင်အပမာဒတတိပဌံနှင့်ထကြွလုံလမှုတမ္မပဒံတို့သည်အရေးကြီးပါ၏ယင်းတို့ ်အင်အားပြည့်သည်နဲ့တပြိုင်နက်ဘောဓိပက္ခိယဝင်တရားမြတ်အားလုံးသူကန္တာနဲ့သူအာဝင်ကြပြီဣလေသာရေရင်မလွမ်းမိုးရာဗရာတဘောဓိဟုသောကျွန်းကိုသောက်သည်ကြီးပါ၏ကျွန်းကိုသောက်ပြီးဖြစ်လျင်သန္တရာရေရင်၌မျောနေကြသောဝိနည်းတ attva များကိုသွားနိုင်သလောက်ကျွန်းပေါ်သို့ စွဲတင်ကြမည်ကယုံမားเสียမရှိပါသည်ထို့ကြောင့်ရာတဘောတိဟုသောညွန်ဘောအောင်အပမဟာဒသမာတိတေယသမာသမာတိနှင့်ထာကြလုံလမှုသမာဝါယမတို့ကိုကိုကျင့်တိတ်ခာလူစဉ်မြင့်မြတ်မှုဖြင့်အဥထ၍ပြင်ကြံအာထုတ်ကြရန်ဤကာထာဖြင့်မိန်ကြားခြင်းဖြစ်ပါ၏